ီလီယန်ဂျာကပြန်လည်ရှင်းသင်လာတဲ့တီအန်နီရိုရဲ့နံပါတ်9ပိုင်ရှင်ဖီနစ်ငှက်ပြည်စပေါ့ဒီဂျူနီယာပြည်တဲ့နေမင်္ဂလာပါဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2023လိုရာသီတုန်းကမန်ချက်စတာယူနိုက်တက်အသင်းဟာချဲစီကျယ်ဝဲမေဇင်မောင့်ကိုပေါင်တန်း60နဲ့ခေါ်ယူခဲ့ပြီးအသင်းရဲ့ဂန်နဝင်နံပါတ်ဖြစ်တဲ့ကျောနံပါတ်9ဂျာစီကိုပါဝစ်စင်ဝင်ပေးခဲ့ပါဗျာ မေဆင်မောင်းဟာချဲစီသင်းနဲ့အတူချန်ပီယံလီဖီဖာကလပ်ကဘာပလာတွေရယူနိုင်ခဲ့တာကြောင့် United ပြည်သက်တွေကမေဆင်မောင်းအပေါ်မျှော်လင့်ချက်အကြီးကြီးမားမားထားရှိခဲ့ကြပါတယ်။ဒါပေမဲ့ကျောင်းနံပါတ်9ဖီအားသာမကဒဏ်ရာပြဿနာတွေကြောင့်မေဆင်မောင်းရဲ့ United ကစားသမားဘဝပွဲဥတွေရာသီကမလှပခဲ့ပဲပွဲပေါင်း20ကစားသွင်းကိုတကူဂိုးပန်နေမှုတစ်ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရာသီကလည်းမေဆင်ပေါင်းက26ပွဲသာကစားခဲ့ရသလို၃ခုသာသွင်းနိုင်ခဲ့ပါဗျ ဒဏ်ရာပြဿနာတွေရဲ့ထိုးနှက်ချက်သာမက ပုံမှန်နေရာမှာမကစားခဲ့ရတာကလည်းမေစင်မောင်းရုံးခံခဲ့ရတဲ့အကြောင်းရင်းတွေပါပဲ။ဒီပြဟောင်းအရစ်ဒဟန်လက်ထက်မှာမေစင်မောင်းကိုနံပါတ်8ဒါမှမဟုတ်နံပါတ်10တွေမှာအသုံးပြုခဲ့သလို white blame maker ဖြစ်လေတခါလေကစားရပေမဲ့အဲ့ဒီနေရာတွေမှာမေစင်မောင်းခြေစုံပြနိုင်ခဲ့ပါဘူး။ယူနိုက်တက်ကိုအမော်ရင်စတင်ကင်ွယ်ခဲ့ချိန်မှာမင်းစင်မောက်ဟာနေရာတစ်ခုရရှိခဲ့ပြီးပုံမှန်ဆွဆောင်ရင်ကောင်းလဲပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့တကောက်ကျော်တန်ရာကြောင့်မေဆင်မောင်အချိန်တစ်ခုကြာအောင်အနားယူခဲ့ရပြီးဒန်ရာကပြန်လာချိန်မှာလည်းအမော်ရင်ကမေဆင်မောင်ကိုရုံယုံကြည်နဲ့နေရာပြန်ပေးခဲ့ပါတယ်။ဒီရသည်မှာတော့မေဆင်မောင်ရဲ့အကောင်းဆုံးခြေစွမ်းကိုပြိသက်တွေမြည်တွေ့နေရပြီးယူနိုက်တက်သင်းဘယ်ဂျန်လိုက်စစ်မှာအဓိကကစားသမားဖြစ်ပုံမှန်ကစားဝင်ရနေပါပြီ။ဒီရသည်ယူနိုက်တက်သင်းအတွက်မေဆင်မောင်ပေါ်ထွက်ကစားခဲ့တဲ့၄ပွဲမှာ၄ပွဲစလုံးအနိုင်ရခဲ့ပါတယ်။ နေစင်မောင်းတကြောပြန်ခြေစွမ်းပြနေရတဲ့အကြောင်းရင်းထဲမှာအမော်ရင်ရဲ့နှိပြွာတွေကြောင့်လည်းပါဝင်ပါတယ်။အမော်ရင်ဟာ343ကစားကွက်ကိုပဲအခိုင်အမာသုံးပြနေပြီးမေစင်မောက်ဟာချဲစီမှာကစားခဲ့တော့ကတူချဲရဲ့343ကစားကွက်ထဲမှာအကောင်းဆုံးကစားနိုင်ခဲ့တာကြောင့်အဲ့ဒီကစားကွက်ကသူနဲ့တိတ်မဆိတ်ပါဘူးမေစင်မောက်ရဲ့မမောမပန်းပဲပရက်ဆင်လို့ကစားမှုကလည်းသူ့အတွက်အရေးချင်းကောင်းတစ်ခုဖြစ်ပြီးတိုက်စစ်တာမကခန်းစစ်ကိုပါစဉ်ငူပေးနေတာဖြစ်ပါတယ် ပြီးခဲ့တဲ့ဆန္ဒလမ်းနဲ့ပွဲမှာတော့မေဆင်မောက်ကအဖွင့်ကိုကိုမြေမကြကန်ချက်နဲ့လှလပပသွင်းယူခဲ့ပြီးဒါကအူထရာဖို့မှာမေဆင်မောက်တို့ပထမဆုံးပရီးမီးယားလိသွင်းကိုဖြစ်ခဲ့ပါတယ်ပွဲကစားခဲ့တဲ့65မိနစ်တွင်မေဆင်မောက်ကတိကျတဲ့ဘောလုံးပေးဖို့မှု84ရာခိုင်နှုန်းပြန်ပတ်စဉ်ဖိုင်နယ်သက်ဆုံးတွင်ဘောလုံးပေးဖို့မှု3ချိန်ပြန်ပတ်စဉ်ပနဒီအရိယာတွင်ဘောလုံးထိချက်4ချိန်ပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့2ရာသီအတွင်းမေဆင်မောက်ဟာဒဏ်ရာကြောင့ ပွဲပေါင်း90အထိလွှဲချော်ခဲ့သလိုပြီးခဲ့တဲ့ရာသီကလည်းပွဲကစားချိန်က952မိနစ်သာရှိခဲ့တာပါဒီရာသီမှာတော့မေဆင်မောင်းကပွဲကစားချိန်မိနစ်300အထိရှိခဲ့ပြီးအမော်ရင်အကြိုက်ကစားသမားတူဖြစ်နေပါပြီမေဆင်မောင်းဟာဂန်နိုဝင်ကျောင်းနံပါတ်9ပန်းရှင်ဆိုတဲ့ဂုံဘုံနဲ့ထပ်တန်းတဲ့သူဆိုတာပြသဖို့အတွက်ဒဏ်ရာပြဿနာကင်းစင်ဖို့နဲ့လက်ရှိခြေသွမ်းကိုစတင်နိုင်အောင်စ조사သွားရမှာပဲဖြစ်ပါတယ်အခုဖော်ပြခဲ့တာကတော့မီလီယံကြားကပြန်လည်ရှင်းလာတဲ့ ။ TN Hero ရဲ့နံပါတ်9ပိုင်းရှင်မေစင်မောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။